လာဒရူတာမောင်ကျော်ကျော်နဲ့မင်္ဂလာဒရူတမီလာကနာမစုမြတ်ဘိုးဘူးဆိုရင်ခင်ဗျာမင်္ဂလာမောင်ကွန်တင်လက်မှတ်ရင်းလို့ပဲဆန္ဒပြပေးဖြစ်ပါတယ်နော်ဒီမှာစာရွေးတရားဝင်အကျင့်လင်မယားအဖြစ်အောင်သိနေထိုင်သွားကြရန်ဒီထိမ်းများမင်္ဂလာကတိတစ္ဆာပြုလို့ပြုလုပ်ခြင်းဖြစ်ပါသည် မောင်မယ်ဆိုတဲ့တို့ဟာကျင်းစာဦးဇနီးမောင်နှံရာကိုရောက်ရှိခဲ့ကြပြီဖြစ်ပါတယ်ခင်ဗျာ